အားလုံးမင်္ဂလာပါ UK Mastery ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champion ပြည်သက်တဲ့အားလုံးမင်္ဂလာပါမနေ့ညတော့က Inter Miami ရဲ့ Superstar Dio Messi ရဲ့ Twin Goal နှစ်ဂိုးတကူဖန်တီးမှုနဲ့အတူ Miami ကနိုင်ပွဲရပြီးတော့ Nashville ကိုနိုင်တဲ့ Basel 3ကစားတဲ့ပွဲမှာသူတို့ပထမပွဲနိုင်ဒုတိယပွဲရှုံးပြီးတော့တတိယပွဲမှာသူတို့နိုင်ပွဲရတဲ့အတွက်ကြောင့် ဒါ conference လေးရဲ့ဒါဗာလေဟို Eastern Conference ရဲ့ semi final ကိုသူတို့ရောက်သွားပြီဆိုတော့သူတို့အဲ့မှာ Cincinnati ဆိုတဲ့အသင်းနဲ့ကမ်းမယ်အဲ့အသင်းက Inter Miami အတွက်တော့တကယ်ခက်တဲ့အသင်းပြဒါ Inter Miami အတွက်ဒါခက်ခဲတဲ့အသင်းဖြစ်ပြီးတော့ဒါအခုဒါအလက်ရှိမှာ Major League မှာလည်းတော်တော်လေးကြီးနေတဲ့အသင်းဖြစ်တယ်ဆိုတော့ Inter Miami ကအခုလောလောဆယ်ဒီအဆင့်ကိုတက်သွားတဲ့နောက်မှာ လီယိုမက်ဆီကသူ့ရဲ့ career 694ကိုတွင်းတယ်မနေ့က2ကိုတွင်းတဲ့အတွက်ကြောင့်692ကိုကနေ694ကိုတွင်းပြီးတော့ဒါဒီဘယ်လိုပြောမလဲဆိုတော့694ကိုတွင်းတဲ့အတွက်ကြောင့်တွင်းကို900ပြည့်ဖို့6ကိုပဲလိုတယ်ဖန်တီးမှုကတွင်းကို400အထိရှိသွားတယ်ဆို career ရဲ့1133ပွဲ ဝယ်ပေါင်း1133ဘွယ်ကစားပြီးတဲ့အချိန်မှာ694ခုတွင်400ဖန်တီးမှုလုပ်တယ်။တမိုင်းတစ်လျှောက်မှာ404ချိန်နဲ့အများဆုံးလုပ်ထားတဲ့စံချိန်ကိုမှီဖို့၄ချိန်ပဲလူတော့တယ်။ဆိုတော့အတွင်းကို900ပြည်မှုကကျွန်တော်6ခုပဲလူတယ်။ဒါပေမဲ့အရေးကြီးဆုံးကလီယိုမက်ဆီကမင်းညာကနိုင်ပွဲကသူခရီးယားအတွက်နောက်ထပ်ဒါ record breaking နိုင်ပွဲပေါ့လေ။ဘာကြောင့်လဲဆိုတော့အခုဒါ ကိုရီးယားတခြားတုံးမှာလည်းဒါအခုလောလောဆယ်အနေထားရအစ်စ်လဲရပြီမေဂျာလိပြိုင်ပွဲမှာဆိုဒီနှစ်ရာသီ US အမေရိကန်မှာကျင်းပတဲ့မေဂျာလိနဲ့ MLS ကနဲ့မေဂျာလိစီစဉ်မှာ32ပွဲကစား34ဂိုးသွင်း16ဂိုးဖန်တီးတယ်ဆိုတော့ twin goal 90ပေါင်ပတ်သက်တယ်ဆိုတော့ဒါကတော်တော်လေးကောင်းတဲ့မှတ်တမ်းဒါပေမဲ့အဓိကက Galatasaray အသင်းရဲ့ဒါဥက္ကဋ္ဌဖြစ်သူက Leo Messi နဲ့ပတ်သက်လို့ potential transfer ကိုသူတို့စကားပြောလာတယ်ဆိုဘာလို့ဆိုကျွန်တော်ပြောချင်တယ်အခုပြောတဲ့ major league ပြိုင်ပွဲဆိုတာက match လာတော့ဆိုအဆုံးသတ်ပြီ match လာတော့မဟုတ်ဘူးအခုဒီ November မှာကန်တယ်ဗျာ November လအတွင်းမှာကျွန်တော်တို့ conference league ဟိုဗါလေဒီ Eastern Conference Western Conference ရဲ့ semi final ပွဲတွေပြန်မယ်ပြီးတာနဲ့ဒီ February လထဲမှာကျွန်တော်တို့ဟိုလောက်ကန်မယ်ဒီဒီဒီပြောပြောမယ်အရှိပိုင်းဆုံးနောက်ပိုင်းဆုံးရဲ့ final ပွဲတွေကန်မယ်ပြီးတာနဲ့ MLS ကကန်မယ်ဆိုတော့ကျွန်တော်တို့ဗျာ မက်ဆီမန်ကန်ရဘတ်ဆော့3လို့ပြောမယ်ဆိုရင်စီမီဖိုင်ဖိုင်နယ်စီမီဖိုင်နယ်ကိုအများဆုံးကတ်3ပွဲပြီးဖိုင်နယ်3ပွဲပြီးတာနဲ့ဟိုဘက်ဒီဘက်ချန်ပီယံနှစ်သင်းတွေ့မယ်ဆိုရင်ကျွန်တော်ခုနှစ်ပွဲကနေအများအနည်းဆုံး5ပွဲအများဆုံး9ပွဲတိရှိမယ်ဆိုတော့အဲ့ဒါပြီးတာနဲ့ major league season ပြီးပြီအဲ့ဒီ major league season ပြီးတဲ့အချိန်မှာဂါရာဆာရီရဲ့ဥက္ကဋ္ဌဖြစ်တဲ့ Darsan Osbert ဆိုတဲ့တယောက်ကဘာပြောလဲဆိုတော့ သူတို့လီယိုမက်ဆီကိုခေါ်ဖို့ဆန္ဒရှိရဲဆိုတော့တကယ်မှန်ကန်တဲ့အကြောင်းကိုသူထုတ်ဖော်ဝန်ခံတယ်။ဂါဆာရီရဲ့ဒါဥက္ကရာဖြစ်သူကဘာပြောလဲဆိုတော့လီယိုမက်ဆီနဲ့ထွက်နေတဲ့သတင်းတွေဟာပန်ကန်မှုရှိလားဆိုပြီးတော့ဒူတကီမီဒီယာတွေကမေးတဲ့အခါမှာဂါဆာရီရဲ့ဒါဒါ ဟိုဘယ်ပို့တင်ရှယ်ဘာကအမြဲတမ်းမြင့်ထားတဲ့သူဖြစ်တယ်ခရာဆာရိတ်ဟာယူမန်ချက်ကြီးကြီးထားတဲ့အသင်းဖြစ်တယ်သူတို့ရဲ့ဘာကိုအမြင့်ကြီးထားတာဖြစ်တယ်သူတို့စတူဒီလီမှာလည်း၃နှစ်ဆက်တိုက်မှတ်ပြီးချန်ပီယံရထားတယ်အခုလောလောဆယ်မှာကျွန်တော်တို့ပြောနိုင်တာကကျွန်တော်တို့ရဲ့ financial ဟာတော်တော်ကိုတောင့်တင်းတဲ့ financial ငွေကြေးတောင့်တင်းမှုအပြည့်အဝရှိတဲ့အတွက်လီယိုမက်ဆီကိုမခေါ်နိုင်စရာအကြောင်းရှိဘူးဒါကြောင့်မက်ဆီကို ကျွန်တော်တို့စိတ်ဝင်စားတဲ့အကြောင်းကိုကျွန်တော်တို့ ထုတ်ဖို့ပြောကြလာတာဖြစ်တယ်လို့ပြောလိုက်တယ်အဲ့ဒါကိုကြည့်ကြည့်အပြည့်ဒီသတင်းကမှန်ကန်တယ်ဆိုတဲ့အကြောင်းကိုဂရာဆာရီဥက္ကရာကအတည်ပြုတယ်ဆိုတော့ဂရာဆာရီကလူမက်ဆီကိုခေါ်ရင် short term လုံးဒီပေါ့လေ World Cup မကင်ကြီးလေးအထိသူခေါ်လို့ရတယ်3လနဲ့4လကြာအခုကျွန်တော် match လမှာသူခေါ်မယ်ဆိုရင် match April May 3လအနည်းဆုံးခေါ်လို့ရတယ်ပြီးဂျွန်ဆိုရင် World Cup သွားပြီဆိုတော့3လကလေမက်ဆီဘက်ကကြည့်တဲ့အခါမှာတူတကီကိုသူသွားခံလိုက်ရင်အာတာချက်က highest level မှာသူကန်ကွင်းရမယ်အနောက်ထပ်အားသာချက်က champion league ပြိုင်ပွဲမှာသူကစားကွင်းရမယ်ဘာလို့ဆိုတော့ Galatasaray ကအခုကိုးမက်ရထားတယ်နောက်တစ်ခုကအသင်းကောင်းတစ်သင်းမှာဆက်ကစားကွင်းရပြီးတော့သူ့ရဲ့ fitness level အပြည့်အဝရှိမယ်ဆိုတော့ Barcelona ပဲတတ်တော်မြင်မှာတော့ Barcelona ပဲလာစီချင်ကြတယ်ဒါပေမဲ့ Galatasaray မှာသူသူ့စိတ်ကြိုက်လက်ကြိုက်ပြီးတော့ဘာလို့ဆိုတော့ Turkey ကစားမရရဲ့ worry load အားဟာတော်တော်လေးကောင်းတယ် ဘာဆိုတာဆိုတော့သူ comfortable ကစားမှာပေါ့လေဒါပေမဲ့ fancy flick ကစားခွက်မှာ slightly different ဒါပေမဲ့ Leo Messi ကိုတေးကြတာတော့ Carasari ကခေါ်ချင်တယ်ဆိုတဲ့အကြောင်းကိုဥက္ခရာကအတည်ပြုထားတယ် Messi ကတော့သွားဖို့ခက်တယ်ကျွန်တော်ပါဆင်ရဆိုသူမသွားဘူးဒါပေမဲ့လေတူရကီသာသွားလိုက်ရင်တော့တူရကီဘေးသက်တွေကတောင်းတောင်းဖြားဖြားနဲ့ကြောက်ဖို့လမ်းဖို့ဖြစ်သွားမှာဒါအမြင်ပေါ့လေအားလုံးကျေးဇူးတင်ပါတယ်